ចောင်းရဲ့ first day ဆိုလို့ရှင်တော့ចောင်းသွားရပျော်တယ်မိုးរីយွာပြီးចောင်းလို့သွားရပဲဒါပေမဲ့နောက်ရက်တွေចាំမပျော်တော့ဟာနေအောင်အဲကျွန်တော်ကတော့ဥစားပါတော့ဟိုငငယ်တုန်းကတော့တော်တော်ငယ်သေးတယ်လို့ပြောထားပါတော့ဟို၄ငါးနှစ်အရွယ်တုန်းကဆိုလို့ရှင်တော့ចောင်းစတက်တဲ့အချိန်တော့နည်းနည်းလေးចောင်းမသွားကြည့်ဘူးအចောင်းသွားပြီးလို့ထားပါတော့တပတ်လောက်ကြာသွားရဲ့ဆိုလို့ရှင်တော့ចောင်းအောင်သွားတာပျော်သွားတယ် ဒါအဲ့လိုလေးတော့ရှိပါတယ်ဟုတ်ပါဘူးငငယ်တော့ဒီဟာပဲငငယ်ကြားမှာကြောင်းသွားတဲ့ချင်းလေးခဲမှာပါအဲယမောဆယ်တန်းပြီးရဲ့ချိန်မှာအဲယမောမမကဒုတိယအမအဲ့ချိန်မှာစင်ကာပူမှာပေါ့နော်စင်ကာပူမှာမနောက်လိုက်သွားမယ်ဆိုပြီးတော့အဲ့တော့ဒီဟို IG ဘာလဲ GC ဖြေတာဒါမဲ့ပြောရင်ရှက်စရာ GC ဖြေဖြေအချိန်မှာဒါမဲ့အဲ့လိုစာမလုပ်တော့ပေါ့နော်အဲ့လို GC ဟိုဟိုဝင်ခွင့် မအောင်ပေါ့နော်အဲ့လိုလေးပြက်သွားတယ်ဆိုတော့အဲ့ချိန်မားရေမုံကဒါအဲ့ချိန်မှာဒီနုပညာလို့ကလည်းမလုပ်သေးဘူးအဲ့ချိန်မှာမြန်မာတက်ကတူပြန်တက်တယ်ပြန်တက်တော့အာရေမုံရင်းနဲ့ same brush တွေကတက်ရရောက်သွားရေမုံ fresh sea ရပေါ့ eco ရေမုံက eco ကြောင်းသူဆိုရင် eco ပြန်တက်တာပေါ့နော်အဲ့ပြီးမှဒီလောက်ကိုဆက်လုပ်ဖြစ်တာပါဟုတ်ဟုတ်အဲ့တော့ဒီလိုမျိုးအရန်တော်တဲ့ကလေးလေးမြင်လို့ရှိရင်အဲအကြတယ်ဟုတ်အဲ့ချိန်တော့ international school တွေပေါ်နေတော့လေဒီ သမီးပွဲကိုလည်းကိုအောင်ချင်တယ်နော်အဲမပြောတတ်ဘူးပေါ့နော်အဲအဲ့ချိန်တော့ကျတော့နိုင်ငံခြားသွားတယ်ကြောင်းတက်တယ်အဲ့လိုမျိုးဆိုရင်ဘုမကကျတော့စပို့တော်တယ်ပေါ့နော်သူအရင်လဲစူးစမ်းရလို့ဆိုတော့အမိဘတွေကမနဲ့လိုက်ပြီးတော့နိုင်ငံခြားထွက်ပြီးတော့အဲ့လိုနိုင်ငံခြားမှာအစတင်မယ်ပေါ့အဲ့လိုမျိုးလုပ်ပေးရပေါ့မိဘတွေကဒါပေမဲ့ အဲအဲ့လိုမသွားဖြစ်လာသွားဖြစ်လာရင်လည်းခုလိုတရုတ်ဆောင်လုံးဖြစ်မှာမဟုတ်ဘူးပေါ့ဆိုတော့တရုတ်ဆောင်လုံးဖို့ကံပါလာလို့ပေါ့နော်ဆာလည်းနဲ့တော်ပါတယ်အမလည်းဆိုတော့ဆာမတော်ပဲအကွေလုံးဆာဆာလည်းတော်မှာပါနော်လေးတဲ့လေးဟုတ်ဘွားတော်မှာပေါ့ကျွန်တော်ဆာတော်တယ်မှာမပါဘူးတူတူပဲကိုပုံမှန်ပဲဟုတ်ဘွားတူလေးလားဆီ ဟုတ်အပေါ်ရှိသွားရေဆောင်မကြတော့တော့ဒါပါလေပြီးတော့ပိတ်သက်ရမ်းချစ်ခံရတယ်ဆောင်ဆောင်လိုက်တော့ကြာတယ်ပြောပြပါဘာမင်းအတွဲကြုံဆုံးလားကိုတန်းငယ်နဲ့မဟုတ်ဘူးကဗီဒီယိုကစ်တောင်းကကိုတန်းငယ်တို့တိုက်ကရိုက်တဲ့ဗီဒီယိုဒီရောနှစ်ကားလားမသိဘူးအဲ့ဒါဗီဒီယိုကားကြီးဆုံးဘူးပဲနှစ်ကားလားသုံးကားလားမသိဘူးဟုတ်ကိုတန်းငယ်လည်းတူတူရိုက်ဘူးပဲအဲ့နောက်ပိုင်းတော့မတွေ့ရဘူးအဲ့လိုပွဲတွေလောက်ပဲတွေ့ဖြစ်တယ်နော်ကိုနော်ဟုတ်ဟုတ် ကလေးကပြနေတဲ့ကိုကြီးနဲ့အမှတ်ရပြောပြတယ်ကိုကြီးကအဲ့လိုမဟုတ်ဘူးအဲ့အဲ့ရွယ်တွေကညီမလေးကဆရာကြီးဖြစ်နေပြီအဲမဟုတ်လားအဲ့ရွယ်ကဆရာကြီးဖြစ်နေတာဘာဆရာကြီးလဲကိုဘယ်လိုနေရဆရာကြီးလဲဘယ်လိုကြာမှာဟုတ်ပါဘူးအတင်ပိုင်းလေးလဲဒါကျွန်တော်အမြင်ပေါ့နော်အတင်ပိုင်းလေးနဲ့တကယ်ကိုမှဟိုတော်ရလို့လည်းကျွန်တော်မြင်ပါတယ်ဒါစူးစမ်းတဲ့ဒုတိယလို့လည်းကျွန်တော်နေနေမြင်ပါတယ်အဲပြီးတော့ဟိုဘယ်လိုပြောရမလဲနေသာထိုင်သာအစပေါ့နော်ဟိုဘယ်လိုပြောရမလဲ ဟိုတကယ်ဟိုမဟိုထက်မြက်တဲ့မင်္ဂလိတရားရဲ့ပုံစံလို့လည်းကျွန်တော်အနေနဲ့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်အဲကျေးဇူးများတင်ပါတယ်ကိုကြားပါလေဟုတ်ကဲ့ပိုလီစာနေ ်ဆိုတော့အကြောင်းကိုတိုင်းရတဲ့မမတို့နှစ်ယောက်ရဲ့ပြည့်စက်တွေလည်းမဆက်ပြပါဘူး။အာအမ်ကျွန်တော်တို့နှစ်ယောက်ကိုအားပေးကြတဲ့ပရိသတ်များအားလုံးပေါ့နော်။အာကျွန်တော်တို့ကလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ဒီပရိသတ်တွေအားလုံးနဲ့အဲပြီးတော့ဟိုခொနဲ့သားမျိုးများအားလုံးနဲ့ကိုစိတ်နှပါအမြဲတမ်းချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းပေးချင်ပါတယ်။မြန်မာလီယာရောဟုတ်ကဲ့အာအမြဲအားပေးနေတဲ့ပရိသတ်တွေအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ထွန်းထွန်းရမိုးရဲ့ဒီနှုတ်ပညာနှုတ်ပညာလှူရှားမှုတွေရော activities တွေအကုန်လုံးလည်းအားပေးဖို့မြေတားရက်ခံပါတယ်ရှင်။ ရှင်ဟုတ် this guy တင်ပါတယ်ဟုတ်ပါဘူးမြင်တယ်မြေပေါ်လည်းမရှိဘူးအော်ဟုတ်ကဲ့ဟုတ်ကဲ့ဘာတို့မေးရမလို့တို့မေးခိုင်းတာတော့တို့လည်းဘာတမျိုးတို့တို့ထားဒါလေးမေးပေးဆိုဟုတ်လားဟုတ်လားအမှန်လားအကိုအဲ့လေဟာအမှန်တကယ်ပဲလားအကိုတမျိုးတင်နေတဲ့ပြီးမှအစ်စေးငါးညမလို့ပြီးမှငါးညမလို့အစ်စေးပြောပြမယ်နော်ဟုတ်ဟုတ်ဟုတ်တည့်ရတဲ့တဲ့ချင်ရအောင်ဟုတ်ဟုတ်တန်းကျဲမယ်နော်အကိုပဲကျဲမို့လဲ surprise လိုက်ထားပါဘို့ ပန်းချင်းပါလေဆက်နေနေမှာလေပြီးတော့မှပြီးတော့မှလေငါလို့နော်ပြီးတော့မှအစ်စ်ပြောပြမယ်နော်တော်တော်လေးပြောလေတမီးလူမပြောမပြောပန်းချင်းကိုငါမပြောဘူးလားစီစဉ်ပြီးသွားပြီကွဲပဲတက်ရမလားမသိဘူးပြီးမှပြီးမှအစ်စ်ပြောကြမယ်နော်โอเคပါ